ားကြရလေအမအဲ့လိုမျိုးစိုးဝင်းနဲ့ကနိုင်တာပါညာအဲ့လိုဆိုအရင်အားကြရလေပိုရိကြမလုတ်တဲ့ဖွဲ့ရေးဆိုသူတို့ကတအားအေးတာအဲ့လိုမျိုးကြွားဆိုပိုဆိုးတယ်တချင်းဆိုလေသူ့ကိုအမြဲတတိပြရစင်ပေါ်ရောင်ရီနော်ဘသူ့စိတ်ဆိုးရလဲအဲ့တခါကျစင်ပေါ်မှာအရန်လောက်တယ်လို့ကိုယ့်ကကိုယ်ထင်တာဒါပေမဲ့မလောက်တာလေ တယ်လေအမကအဲ့လိုမျိုးစိုးဝင်းနဲ့ကနိုင်တာပါညာအဲ့လိုဆိုအရင်အားကြရလေကိုရီးယားမလုတ်တဲ့အဖွဲ့တွေဆိုမြေမှာတအားအေးတာအဲ့လိုမျိုးဂျွားဆိုပိုဆိုးတယ်တချင်းဆိုလေသူ့ကိုအမြဲတတိပြစင်မရရင်တော့ဘသူစိတ်ဆိုးရလဲမတော်စိတ်ဆိုးနေရလားလို့မျိုးတော့ဆာတော့ဆာသူရီအောင်လို့ ရင်အားကြခဲ့ရတဲ့ဒီပေါ်မှာကရာကိုကိုယ်ဝါဒနာပါရတယ်အမကလည်းကနိုင်တယ်ပြီးတော့ကနဲ့ price ဆိုနိုင်တယ်အဲ့လိုအကုန်လုံးကဝိုင်းပြုတ်ပြကြရပါဘူး။ဟုတ်ကဲ့။အဲ့တော့ငငယ်လေးနဲ့ငငယ်လေးနဲ့ဆိုတော့ဖြစ်တော့လေသူ့ဆိုကလီးလိုပဲဖြစ်နေပြီးတော့မှအကုန်လုံးဝိုင်းပြီးပြောပြကြ။ အဲ့တော့အဲ့လိုလာပြောနေကြရင်ဆိုငါလှုပ်ဖို့စဉ်းစားလိုက်မယ်ဆိုတော့စဉ်းစားလိုက်တယ်ဆင်းတော့စဉ်းစားလိုက်ဒါပေမဲ့တကယ်တော့ဟုတ်တယ်ဒီမောင်ရလောအရင်ကဒါတော့ message တွေအဲ့လိုမြင်လို့ကအဲ့လိုလိုက်ပြီးလိုက်တာအဲ့လိုအဖို့ရစမောင်ရအော်လို့မြင်ပါတယ်ဒါပေမဲ့တခါကျစင်မောင်အရန်လောက်တယ်လို့ကိုကကိုထင်တာဒါပေမဲ့မလောက်တာလေအဲ့လိုအချင်းချင်းလုံးဝမလောက်အဲ့လိုထင်တာကိုနှုံးနဲ့ကိုရမ်းလှုပ်နေပြီဟုတ်တယ်ငငယ်တော့ကတော့စပါတော့အတွဲတွေလည်းတော်တော်လောက်တယ်ဆိုလေအဲ့မှာဟုတ်တော်တော်တွေ့ကြတယ်ဟုတ် ရှိတယ်เนาะအမှတ်တရတွေကတော့ဥမာထားပါတော့ live show တွေဆိုရင်အာစင်ပေါ်မတက်ခင်ဆိုအစိုးရတွေကနောက်မှာအဲ့လိုမျိုး make up room လိုမျိုးမှာအကုန်လုံးစုပြီးနေကြတာပေါ့နေတဲ့ဟာကြာတယောက်ကိုတယောက်ကိုယ့်လက်ကိုမရောက်ခင်မှာအားမေးရတာပေါ့เนาะအကုန်လုံးကြောက်နေကြစင်ပေါ်မှာတော့နောင်နေမောင်းနေတက်ဆိုတာလေတကယ်တမ်းကျတော့စင်ပေါ်မတက်ခင်မှာအကုန်လုံးသွေးတွေပြက်နေတယ်အဲ့တော့လုံးဝမရုပ်တွေအကုန်လုံးကလေမရတော့เนาะတယောက်ကိုတယောက်အဲ့လိုမျိုးအားမေးရအစင်ပြေမှာပါအဲအစင်ပြေမှာပါအဲ့လိုမျိုးပေါ့လေအဲ့ဒါလေးတွေအမှတ်တရပါเนาะမင်းညာကိုမောင်းလေ ရင်ကလို့ပြောလေဒီချိန်ကမြေ တ္တနာလဲစုံဖြစ်တယ်ပို့လဲစီးလုံးတယ်နော်အဲ့လိုမျိုးအဲ့တော့လူလူလဲတအားအရင်မများတယ်အရင်မများသေးတော့တယောက်ကိုတယောက်လဲအဲ့လိုကွဲနေမှာဆိုကြည့်ပေးတယ်ဟုတ်တယ်အဲအမှားထားမှာတော့အဲမျက်တောင်တူနည်းနည်းကွာခြင်းလိုက်ခုမှကော့ပါဆိုရင်ကပ်ပေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သူကစင်မွန်တက်ကနေနဘတ်ငကတ်တစ်ဖက်ပြုတ်ကြသွားတယ်မရှိတော့ဘူးဆိုရင်အဲကိုပြီးသွားကိုလဲပြီးသွားကိုငကတ်ချွတ်ပေးတယ်အဲ့လိုမျိုးတွေပေါ့တကယ်တော့စင်မွန်တက်ခင်ဆိုကို့အာယုံနဲ့ကို့ကို့ ပေါ်ရောင်တဲ့ကိုပဲစင်ပေါ်တက်ပြီးတော့ပြန်ဆင်းလာတဲ့သူကဒါစိတ်အေးတာ။အဲအဲ့အဲ့လူကပဲစင်ပေါ်မတက်ခင်လူကိုကိုကအားပေးနိုင်တာ။မတက်ခင်အချိန်တည်းကတော့အားလုံးအတူတူပဲ။ လုတ်စီကျင်တာပေါ့အမဆိုစင်တီကိုနော်ဟုတ်တယ်အားပေးတယ်တခါအမဟိုဟာတရေးစရာကိစ္စနဲ့ပတ်သက်ပြီးမေးတော့အမအမလေးအများကြီးအကြံပေးပြီးပြောပေးတာလေအာအမကျေးဇူးအများကြီးတနေလို့အဲ့လိုမျိုးညီမတို့ပြန်ပြီးတော့နွေ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 နဲ့ပြန်ကြိုဆိုပေးတာပေါ့နော် အမကျေးဇူးအများကြီးတနေလို့အဲ့ဒါအောင်ပြောဖြစ်တယ် messenger နေပြောကြတာဟုတ်ဟုတ်ပြီအမကတော့လေဟိုကိုကိုရိုင်းလေးလုံးလို့ရတဲ့လောက်လေးကိုလုတ်တယ်ပေါ့နော်ဒီလုတ်ကိုလည်းအရန်ဝါသနာပါတယ်ပေါ့အာစင်ပြေတဲ့အချိန်မဖြစ်ဖြစ်စင်မပြေတဲ့အချိန်မဖြစ်ဖြစ်ကိုကဒီဟာကိုအရန်ဟိုဝါသနာပါလို့လုတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကလက်မလျှော့ဘူးပေါ့လေအဲ့ လို့ဆိုတာတခြားဟိုငြိမ်သွားတဲ့မလုံဖြစ်တော့တဲ့ potential ရှိသေးတဲ့လူတွေကိုဆိုလဲအမအရန် လုံစီချင်တာအဲတကူကူလုံဖို့ဘာညာလာပြောရလဲအရန်အားပေးတာလို့မျိုးကျေကြတော့သူတို့မလုပ်ခဲ့ပြကြတော့ဟုတ်တယ်သူတို့ညီမညံ့နေတယ်လုံလောက်နေတယ် အာလောလောဆယ်ကတော့အဲ့လို tribute song ကြီးစုထားတာရှိတယ်ပေါ့အဲ့စင်းလေးတွေကိုတော့ဟိုဟာ Rebecca Wing official YouTube channel ကနေပြီးတော့တနေ့တစ်ပုတ်လုံးနဲ့တင်နေရပေါ့နော်အဲ့အဲ့ဒါပြီးသွားရင်တော့တချင်း ethic ကလေးလဲ music video ရိုက်ဖို့တော့ရှိတယ်အဲ့ဒါလဲ track ဖို့တော့လုပ်ပါမှာအမငငယ်ရောတော့တော်တော်နာမည်ကြီးရတယ်ဆိုချင်းဆောက်ဆိုတဲ့ချိန်တော့တော့အမတော်တော်နာမည်ကြီးရတယ်ဒါပြီးမုံစားမုံစားကြောင်းပဲဘယ်လိုကြည့်ရတာဒါပြီးမုံစားကြောင်းအဲ့လိုလှလှလေးလေးခန္ဓာကိုယ်လေးလဲလှအတန်လဲကောင်းရုပ်လဲချော်အဲ့လိုမျိုးဆိုလေအဲ အမြင်ပတ်ငွေချင်းနေကြရဲမှာဆိုလားဟာဘာခံဝဲရမ်းမိုက်တယ်လို့ပြောကြဘူးတယ်လို့ပြောရရင်တော့ကြောက်အဲ့လေဒီတိုင်းပါအဲ့လေအခုလည်းဒီတိုင်းမင်းတို့အတိုင်းလေးပဲမှာ90ဘောင်းစင်နော်ဟိုဟာဘာလို့တချင်းနေနဲ့အတူတူဖြတ်သန်းခဲ့ပြီးရဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့အဲပြီးသွားရင်90ဘောင်းစင်ရဲ့ memory တွေပါတော့တော့မတော်တချင်းလေးတွေကိုအမတ်တရားဖြစ်နေကြက်နေပဲဆိုရင်ဖန်ပြီးခဲ့ရတာကိုကျေးနပ်ပါတယ်လို့ပြောချင်ပါတယ် ဟုတ်တယ်မအက်ဆလန့်ခဏခဏလာဖြစ်တယ်ပေါ့နော်မအရှိမလဲထရီမန့်လေးတွေယူထားတယ်ရက်ဆက်လေးလည်းကောင်းတော့မအရင်ကြိုက်ပါတယ်အမ high food လုပ်ထားတယ်ပြီးသွားတော့ shunt injection ဆိုတဲ့ထရီမန့်လေးယူထားတယ်ပြီးသွားရင် hair therapy ပေါ့နော် hair meso therapy လည်းလုပ်ထားပါတယ်ကြာပြီးတော့မှဆိုတာဆိုရင်းလာဖြစ်တာပေါ့ဟုတ်တယ်ဟိုလောက်ရှိပြီပေါ့တစ်နှစ်လောက်ရှိသူစောက်ခွင့်ကလေးရပေါ့နော်